ဖခင်အရှင်ဖြစ်သူနာမည်နှလုံးနဲ့ရုပ်ရှင်မင်းသားကတာဝန်ယူခဲ့တာမျိုးမရှိပေမယ့်အခုအဖေအစ်စ်ကတော့အစအစအရာရာတာဝန်ယူပေးတယ်လို့ပြောလာတယ်။ Miss Universe Insane မိုးဆက်ချုံရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လက်ရှိမှာဆိုရင်တော့မြန်မာနိုင်ငံက Miss ဝဲရီများစွာတဲ့ကမှ Miss Universe မြန်မာပြိုင်ပွဲကြီးကလည်းမကြခင်မှာကျင်းပတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့မြို့နယ်လိုက် Miss Universe ကျင်းပနေတာပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ Miss Universe အင်းစိန်ဖြစ်သူမိုဇက်ချိုကသူ့ရဲ့ဘဝအကြောင်းလေးကိုပြောပြလာခဲ့ပါတယ်သူ့အနေနဲ့ဒီလိုမျိုးပြောပြလာတယ်ဆိုတာကတော့ attention ရှာချင်တာမျိုးမဟုတ်တလို့အောင်မြင်ချင်လို့အတွက်ခုတော့လောက်တာမဟုတ်ဘူးဆိုပြီးတော့လဲကြိုပြီးတော့ပြောပြလာခဲ့ပါတယ်မိုဇက်ချိုကတော့သူ့ရဲ့ဖခင်အရင်ရှိပါတယ်သူ့ရဲ့ဖခင်အရင်ကသူ့တုံးနှစ်သမီးကလေးကကွဲကွာသွားတာဖြစ်ပြီးနောက်ထပ်အိမ်တော်ပြုသွားတယ်လို့သိရပါတယ်အဲ့ဒီဖခင်ကလည်းတခြားသူမဟုတ်ဘဲမြန်မာနိုင်ငံမှာရှိတဲ့ရုပ်ရှင်မင်းသားတွေကတယောက်ဖြစ်ပါတယ်နာမ မဲနှလုံးနဲ့ရုပ်ရှင်မင်းသားကြီးတယောက်ဖြစ်တာဖြစ်တဲ့အပြင်အခုချိန်မှာသူကလည်းအမှုပညာလမ်းကြောင်းပေါ်ကိုစတင်ရှောင်လန်းနေတဲ့အချိန်မှာဖခင်ရဲ့အားပေးမှုတွေလိုချင်လို့အခုလိုမျိုးဖွင့်ပြောလာတာပါလို့ပြောပါတယ်။သူကတော့ပတ်ဝန်းကျင်ရဲ့ပြောစကားတွေအရာသူငငယ်တုန်းကဆိုရင်ဖခင်ကသူ့ကိုတော်တော်လေးချစ်တယ်၊ရင်ဖို့တော်မတန်းစီခဲ့ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်သူနဲ့အမိကိုထားခဲ့ပြီးနောက်ထပ်အိမ်အောင်ပြုသွားလဲဆိုတာကိုတော့အခုချိန်ထိမယုံနိုင်သေးပါဘူး။လက်လည်းမခံနိုင်သေးပါဘူး။ သူအနေနဲ့သူရဲ့ဖခင်အရင်ကိုတောက်လျှောက်ဆက်သွယ်ခဲ့ရဆိုပေမယ့်စကားလည်းပြန်မပြောသလိုဖခင်အရင်ရဲ့နောက်ထပ်မိသားစုဝင်တွေကလည်းဘယ်တော့မှအဆက်အသွယ်မလုပ်ဖို့ပြောလာတာမျိုးတွေရှိပါတယ်။သူအနေနဲ့တာသမီဖြစ်တာကြောင့်ဖခင်ရဲ့မြတ်တာကိုငတ်ပါတယ်။ဖခင်အရင်ရဲ့ချစ်ချင်းမြတ်တာကိုလိုချင်ပါတယ်။ဂျန်နဲ့ရက်တီမျိုးမှာဆက်သွယ်တာမျိုးမဟုတ်ဘူးဆိုရင်တော့ဝင်းနေလိုနေမျိုးမှာတော့ဗတ်တင်ဝိစုတောင်းပြရတော့လိုချင်ပါတယ်။ဘာဖြစ်လို့အပြစ်မရှိဘဲနဲ့ထားခဲ့ရတာလဲဆိုတာကိုလည်းသိကြပါတယ်ဆိုပြီးပွန့်ပွန့်လင်းလင်းပြောပြလာတာပဲဖြစ်ပါတယ်။နောက်ပြီးမိုးဆက်ချိုကအခုလက်ရှိ ချိန်မှာနောက်ထပ်ဖခင်တယောက်နဲ့အတူတူနေနေပါတယ်။သူ့ရဲ့မိခင်ကနောက်ထပ်အိမ်နာပြုလိုက်ပြီးလက်ရှိ ဖခင်နေရာမှာတာဝန်ယူထားတဲ့သူကဖခင်အရင် လုံးရမယ့်အရာတွေအကုန်လုံးကိုအဆအဆုံးတာဝန်ယူပေးပါတယ်လို့ပြောလာခဲ့ပါတယ်။မိုးဆက်ချိုကတော့တခြားသူစီကထက်ကိုဖခင်အရင်စီကမြေတောင်တွေကိုပဲလိုချင်တာပါဖခင်အရင်ဖြစ်သူကနောက်ထပ်ချင်ရမယ့်သူကိုတွေ့ပြီးအိမ်နာပြူသွားပြီးသူ့မိသားစုနဲ့သူပြောနေပါပြီအခုလိုပြောရဲဆိုတာကလည်းသူတို့မိသားစုရဲ့ပျော်ရွှင်မှုတွေကိုဖျက်ဆီးစေချင်တာမျိုးမဟုတ်ဘဲ တမီးတယောက်အနေနဲ့အတိမတ်ပြုပြီးအားပေးမှုကိုလိုချင်တာဖြစ်ပါတယ်လို့ပွန့်ပွန့်လင်းလင်းပြောပြလာခဲ့တာပါအချိန်တန်ပြီဆိုရင်တော့သူ့ရဲ့ဖခင်အရင်ကဘာတူလဲဆိုတာကိုလည်းပရိသတ်တွေတီအောင်ထုတ်ပြောသွားမယ်လို့ပြောပါတယ်မိုးဆက်ချိုကငငယ်တုန်းကတော့ဖခင်ကပြစ်သွားတဲ့အတွက်ဘာမှပြန်လဲတုံ့ပြန်နိုင်ခြင်းမရှိပေမယ့်အရွယ်ရောက်လာပြီးအခုလိုမျိုးအမှုပညာလုပ်ကိုရှောင်လန်းလာတဲ့အခါမှာပုံမတတိတွေရှိလာရလို့လည်းထင်ရပါတယ်အားလုံးကဘာဖြစ်လို့သူ့ဖခင်အရင်ရဲ့နာမည်ကိုမပြောသေးတာလဲတကယ်တမ်းဆိုရင်ထုတ်ပြောလိုက်တော့ဘောလို့ပြောလာတာမျိုးရှိသလိုတချို့ကလည်းအတန်းရှင် ို့ကြောင့်လို့အခုမှလာပြီးတော့မှအင်တာဗျူးတွေဖြည့်ကြားနေရဆိုပြီးပြောပြတာမျိုးတွေရှိသလိုသားသမီးချင်းကိုချင်းစာဆိုင်ရှိတဲ့သူတွေကတော့ဘလို့ပဲပြည်စုံနေတဲ့ဘဝကိုပဲရောက်ရောက်မိခင်ဖခင်မြတ်တာကတကယ်ကိုလိုအပ်ပါတယ်ဆိုပြီးနှစ်သိမ့်ပြီးခဲ့တဲ့သူတွေလည်းရှိပါတယ်ပရိသတ်ကြီးအနေနဲ့ရောဖခင်အရင်တာဝန်ယူရမယ့်ကိစ္စတွေကိုတခြားဖခင်တအုပ်ကတာဝန်ယူနေပြီးဖခင်အရင်ပေါ်မှာမျှော်လင့်ချက်တွေထားနေတဲ့မိုးဆက်ချိုပေါ်ဘလို့တွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်က comment လေးမှာပြောပြပေးခဲ့ပါအောင်ရှင်